မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 6ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာပြည်သူများကိုတပ်ဖြတ်ပြီးတော့ရက်ဆက်ရုံမှမှုများအတွက်တာဝန်ရှိတဲ့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတွေးဆောင်ခဲ့တဲ့ထိုင်းဝင်ကြီးချုပ်ဟာ တန်းနဲ့ချိတဲ့မြန်မာပြည်သူများရဲ့လူအခွင့်အရေးချိုးဖောက်ခံရမှုအကြက်တဲကိုနားမလည်တဲ့သူဖြစ်တယ်လို့ထိုင်းလွတ်တော်အမတ်ကပြင်းပြင်းထန်ထန်ဝေဖန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရသားများကိုတပ်ဖြတ်ခြင်းအပါအဝင်မြန်မာစစ်အစိုးရရဲ့စနစ်တကျလူအခွင့်အရေးချိုးဖောက်နေမှုများကိုကိုင်ကွယ်ဖြေရှင်းရန်ပြက်ကွက်နေတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုတွေ့ဆုံခဲ့ခြင်းနဲ့စစ်ကောင်းစီရဲ့ရွေးကောက်ပွဲအချိန်စရာကိုထောက်ခံနေခြင်းကိုထိုင်းလွတ်တော်အမတ်ခနာဗီစူဆန်ကဝေဖန်ရှုတ်ချလိုက်တယ်လို့သိရပါတယ်။ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝရထရာဟာ တရုတ်နိုင်ငံကူမင်းမှာမဲခေါင်နိုင်ငံများအစည်းအဝေးတက်ရောက်တဲ့အချိန်မှာမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ခြင်းဟာထိုင်းနိုင်ငံကြားရေး policy ရဲ့အားနည်းချက်ကိုထောက်ပြနေပြီးတော့တန်တမန်ဆိုင်ရာဆက်ဆံရေးများအထွတ်စိုးရိမ်ပူပန်စရာဖြစ်ပေါ်လာတယ်လို့၎င်းကပြောဆိုထားပါတယ်စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံအနေနဲ့နှစ်နိုင်ငံကြားမှာတော့၎င်းဘတ်ဆောင်ပူပေါင်းဆောင်ရွက်မှုဆိုင်ရာချင်းကပ်မှုမှာတော့၎င်းပြန်လည်တုံ့တက်ရမှာဖြစ်တယ်လို့၎င်းကပြောဆိုထားပါတယ်အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲအချိန်ဇယားကိုထောက်ခံခြင်းအပြင် ရက်ဆက်ရုံမှမှုများအတွက်တာဝန်ရှိတဲ့စစ်ကောင်စီကကျူးလွန်နေတဲ့လောက်ရများကျဲပြန့်တဲ့လူခွင့်ရေးချိုးဖောက်မှုများကိုထောက်ခံအားပေးနေတဲ့သဘောဖြစ်နေတဲ့အတွက်စိုးရိမ်မှုများမြင့်တက်စေတယ်လို့၎င်းကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်လုံးမြို့နယ်မောင်းမကန်ရဲစခန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်တပ်ဘက်က၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့မွန်းလွဲပိုင်းမှာလောင်လုံးမြို့နယ်မောင်းမကန်ရဲစခန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားနဲ့ရဲများကိုတော်လှန်ရေးတပ်ဖွဲ့များက drone နဲ့၃ချိန်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီးတော့၆ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဒဝဲပြည်သူ့လွတ်မြောက်ရေးတပ် TPLF ချင်းမုံရဲအဖွဲ့ TPLF drone team ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒဝဲခရိုင်အမှတ်၁တရဲ Sky Ghost Drone Force ရေပြူပကဖတက်ခွဲနှင့်နဂနီပြောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီစစ်တပ်အတွင်းကနေပြီးတော့စစ်အသုံးဆောင်ပစ္စည်းတွေအင်တာနက်ပေါ်ကနေတဆင့်ရောင်းချနေတဲ့ online shopping တစ်ခုကိုရဲတပ်ဖွဲ့ဝင်တအူးကပစ္စည်းမှာယူပြီးတော့ကြာတဲ့ငွေပံပေးချေပဲတနက်ပြပြီးတော့ချင်းချောက်ကပစ္စည်းယူသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရဒီအောင် fashion အမည်နဲ့လူမှုကွန်ရက်ပေါ်ကနေပြီးတော့စစ်အသုံးဆောင်ပစ္စည်းနဲ့ uniform တွေရောင်းချနေတဲ့အမျိုးသမီးကိုရဲတပ်ဖွဲ့ဝင်တအူးကပစ္စည်းမှာယူခဲ့ပြီးတော့ပစ္စည်းတွားရောက်ပို့ဆောင်တဲ့ delivery ဝန်ထမ်းကိုငွေမပေးချေပဲနဲ့တနက်နဲ့ ဝန်ထမ်းကပ်ပြပြီးတော့ချင်းချောက်ကပစ္စည်းယူဆောင်သွားခဲ့တယ်လို့ဆိုပါတယ်။နောက်ပိုင်းမြို့ဝေးတွေအိမ်ရငွေချေလုပ်ပေးတော့မှမဟုတ်ပါဘူး။အောင်ကဘာနားကတိုင်းယုံကလို့သိရပါတယ်။ ငွေလေး9500လောက်နဲ့လှူတယ်လို့ပဲသဘောထားပါတယ် delivery ပြောပုံအရဆိုရင် delivery လာပို့တဲ့သူကိုတနက်ပြချင်းချောက်ပြီးတော့ငွေမပေးဘဲနဲ့မင်းမင်းရဲ့ဖုန်းကိုဘလော့သွားတာပါပဲအပြစ်မဲ့တဲ့လူတယောက်ကိုတနက်ပြပြီးတော့ပြောတာကတော့ရှုံချပါတယ်လို့အဲ့ဒီ yeri on fashion ကသူ့ရဲ့ tiktok လူမှုကွန်ရက်မှာရေးသားထားတာကိုတွေ့ရပါတယ် yeri on fashion ကစစ်အသုံးဆောင်ပစ္စည်းတွေနဲ့ uniform တွေအဆောင်ရောင်ဒစိမ့်တွေကို online ပေါ်ကနေရောင်းချနေတာဖြစ်ပြီးတော့ဝယ်ယူလို့တဲ့သူတွေဟာစစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဖြစ်ရမှာဖြစ်ပြီးတော့ဝန်ထမ်းကနေထောက်ခံစာတွေပြမှသာဝယ်ယူနိုင်မယ်လို့သိ ီးရကြောင်းတရင်ရရှိပါလေခင်ဗျာရောင်းလေအဲ့မှာရောင်းဟမ်ခွေးပစ္စည်းတွေရောင်းမှာတော့ခွေးနဲ့တွေ့တာမဆမ်းပါဘူးကောင်းတယ်ကောင်းတယ်ကောင်းတယ်သူ့ရဲ့နဲ့သူ့ဆက်ကဟောက်နေတာပဲ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာရှိတဲ့ကျေးရွာများမှာပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်တပ်အတွက်အလုလုပေးနေတဲ့သူ၃ဦးကိုပြစ်ခတ်တိုက်ခဲ့ရာနှစ်ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ6ရက်နေ့ည9:30မိနစ်အချိန်မှာညောင်ဦးမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများမှာပြည်သူများကိုနှီးမျိုးစုံနဲ့နှိပ်စက်နေတဲ့အကြမ်းဖက်စစ်တပ်အတွက်အလုလုပေးနေတဲ့ ကျော်ကျော်ဟန်စုံမင်းဦးနဲ့နေအောင်တို့ဟာမြို့လာကြီးရွာအရက်ဆိုင်မှာအရက်တောင်းနေတဲ့အချိန်တော်လိုက်တပ်ဖွဲ့များကဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာကျော်ကျော်ဟန်နဲ့စုံမင်းဦးတို့နှစ်ဦးဟာနေအောင်မာရင်ပွဲချင်းပြီးတေဆုံးခဲ့ပြီးတော့နေအောင်ဆိုတဲ့ကောင်ဟာလက်တပ်ဖွဲ့ပြတ်ပြီးတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများရောက်ရှိလာနိုင်တဲ့အတွက်ကြောင့်တော်လိုက်တပ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီ၃ကောင်က ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတာရောစစ်တပ်နဲ့ပူးပေါင်းပြီးတော့ခြေရွာနေပြည်သူတွေကိုနှီးမျိုးစုံနဲ့နှိပ်စက်နေတဲ့သူတွေစက်ကြီးကောက်တာချိန်ချောက်တာပြည်သူတွေကိုနီလန်ပေါင်းစုံတွေကိုနှိပ်စက်နေတာနောက်ပြီးတော့ PDF တွေကိုတရေပေးရင်လဲရွာတွေကိုမိရှုပ်မယ်ဆိုပြီးတော့ပြောဆိုချိန်ချောက်တာတွေကိုလုပ်နေတယ်လို့21 Began People Defense Force အဖွဲ့ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုကိုညောင်ဦးမြို့နယ်ပကဖတက်ခွဲ3 21 Began People Defense Force တောင်းရင်သွေးပြောက်ကြားတပ်ဖွဲ့နဲ့ DYT Black Eagle အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကမ့်ဘလူမြို့နယ်တင်ရင်ဆယ်ကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်ရာစစ်တပ်ဘက်က6ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ4ရက်နေ့မနက်10:30မိနစ်ခန့်မှာတင်ရင်ဆယ်ရေဘူလွဲနေရာကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များက drone နဲ့ဘုံသီး15လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစိတ်ဖူးမြောင် ပြူစောတိရွာကစစ်ကောင်းစီတပ်သား၃ဦးနဲ့ကန့်ဘလူမျိုးအမှတ်နဲ့ရက်ကွက်ကပြူစောတိ၂ဦးပွဲချင်းပြီးတိတ်ဆုံပြီး၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိခိုက်ဒဏ်ရာရရှိသူတွေတဲကနိုဝင်ဘာလ9ရက်နေ့မှာ တဦးထပ်မံတေဆုံးသွားတယ်လို့သိရပါတယ်စစ်ခွေးစစ်ကြောင်းတင်ရဲဆဲရေဝလွဲနေရာကိုရောက်ရှိနေတုန်းတိုက်ခိုက်ခဲ့တာပါစစ်ခွေးအင်အားက150လောက်ရှိပါတယ်စိတ်ဖူးမြောင်ပူစောဒီရွာကစစ်ခွေး3កောင်နဲ့ကံဘလူမျိုးအမတ်နဲ့ရက်ကွက်ကပူစောဒီ2កောင်ပွဲချင်းပြီးသေးတယ်ဒဏ်ရာရတာက15កောင်လောက်ရှိပါတယ်အဲ့ဒီဒဏ်ရာရတဲ့កောင်တွေက9ရက်နေ့ကတကောင်ထပ်သေးသွားတယ်9កောင်လည်းအချိန်နေမကောင်းဘူးလို့ထပ်သေးရတယ်လို့ကံဘလူမျိုးနဲ့ပကဖလှုပ်ရှား drone တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုကံဘလူမျိုးနဲ့ပကဖလှုပ်ရှား KDF အဖွဲ့က ကိုပေါကြီးဥဆောင်ပြီးတော့မြို့နယ်ပကဖလှုပ်ရှား drone အဖွဲ့ KDF KGF အမှတ်3အမှတ်4 drone အဖွဲ့ကြေးရွာပကဖနဲ့တိုက်နယ်ပကဖများကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းတောင်ငူမြို့အနီးမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်တပ်ကလက်နက်ကြီးများနဲ့ရန်တပ်ပစ်ခတ်မှုကြောင့်ပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိက ပြည်သူ3000ခန်းဟာထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ10ရက်နေ့မနက်၈နာရီခန်းကစတင်ပြီးတော့တောင်ငုံမြို့နယ်အိုင်ဆောက်ရွာ၊ကဲနီရွာ၊ကရင်နီဂုံးရွာ၊တက်ကဲချင်းရွာနဲ့ညောင်စခန်းချင်းရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီရဲ့တောင်ငုံလေတပ်အမြောက်တပ်နဲ့အိုင်ဆောက်ချင်းရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကပြည်သူလူထုတွေနေထိုင်ရာချင်းရွာများအတွင်းတွေကိုယူရချက်ရှိရှိနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာကွန်းသီးပင်ချင်းရွာမှာရှိတဲ့နေအိမ်တလုံးပေါ်ကိုကြက်ရောက်ပောက်ကွဲပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်။နှစ်ဖက်ပစ်ခတ်မှုဖြစ်တာပေါ့။ဖြစ်တာကတော့တောင်ငုံ အိုင်ဇောက်တက်ကယ်ချင်းကယင်နီဂုံကန်းနီညောင်စခန်းအဲ့ဒီဘက်ဒီမှာဖြစ်တာလက်နက်ကြီးကြတာကတော့ကယင်နီဂုံတို့တက်ကယ်ချင်းတို့ကိုပြစ်နေတာဘယ်ဘက်ကပြစ်နေလဲတော့မသိဘူးအတန်တွေတော့ကြားနေရတာပဲပြစ်တော့ပြစ်နေကြတာပဲနှစ်ဖက်တိုက်ပွဲဖြစ်တယ်လို့ယူဆရတယ်ပြစ်တဲ့လက်နက်ကြီးတချို့ကတော့ကွန်ဒီပင်နဲ့ညောင်စခန်းကိုကြတယ်ညောင်စခန်းကတော့လေခွင်းထဲကိုကြတယ်ကွန်ဒီပင်မှာတော့အိမ်မော်ကိုကြတာကြောင့်လူ၄ယောက်ထိတယ်တေတာတော့မရှိဘူးထိခိုက်ဒဏ်ရာရတာလောက်ပဲရှိတယ်၄ယောက်မှာ၂ယောက်ကတော့ကျွန်တော်တို့နဲ့မတူတဲ့လမ်းကနေသွားတာ ဘယ်မှလမ်းကိုသွားလဲတော့မသိဘူးကျန်တဲ့နှစ်ယောက်ထဲမှာတစ်ယောက်ကတော့ကွဲသွားလို့စေးရုံကိုပို့ထားတယ်တစ်ယောက်ကတော့ပုံးပဲ့ယုံလောက်ပဲဆိုတော့မလိုအပ်ဘူးဟိုဘက်ဒီမှာတော့ဘလောက်ဖြစ်လဲတော့မသိဘူးလို့ကုကြီးကဲဆယ်ရိတ်လှုပ်ဆောင်နေတဲ့ဒုတအုပ်ကပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကတောင်ငုံမြို့နယ် အိုင်ဆောင်ကြေးရွာမှာစခန်းအထိုင်ချတဲ့ပြည်သူလူထုနေထိုင်ရာကြေးရွာများဘက်ကိုစစ်ကြောင်းထုတ်လှုပ်ရှားမှုများလည်းရှိနေတယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူ့ကာကွယ်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်မှုကြောင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲများကြောင့်ကြေးရွာ၅ရွာကပြည်သူများဟာတင့်တော်ရာနေရာများနဲ့ဖုန်ကြီးကျောင်းများမှာတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အဲ့ဒီနားဒိမ်မှာကစစ်တပ်စခန်းထိုင်ထားတာတွေရှိတယ်။မရှိရင်လည်းအတီမဟုတ်ရင်တော့မှသူတို့ရဲ့စီရေးဗျူဟာသဘောအရလာနေကြတာနေမှာပေါ့။အခုလဲအိုင်ဆောင်မှာတော့တတ်ထိုင်ကြတယ်လို့ပြောတယ်။ပြစ်တာကတော့လေတပ်ဘက်ကနေပြစ်တယ်လို့ထင်ပါတယ်။လေတပ်တို့အမ မြောက်တက်လို့ရှိနေတာကိုအဲ့ဒီဘက်ကနေလှမ်းပြစ်တယ်ထင်တယ်အိုင်ဆောက်ဘက်ကလည်းလက်နက်ကြီးတွေယူပြီးတော့ပြစ်တယ်လို့သိရတယ်ဟိုဘက်ဒီဘက်နှစ်ဖက်ပြစ်နေတယ်လို့ယူဆရတယ်လို့ကုကြီးကယ်ဆယ်ရေးလုပ်ပေးနေသူတူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ